ကြောက်ဖြူမှာနည်းနည်းလေးပြန်တိုက်လာတယ်။ဗမော်မှာတိုက်နေတယ်။ဒါပေမဲ့ကြောက်ဖြူမှာတိုက်နေတဲ့ပုံစံကချော့ပြီးတော့တိုက်နေသလိုဖြစ်နေတယ်။ပါပြလို့လေတိုက်နေတဲ့တိုက်ပွဲနှစ်ခုစလုံးဟာသမိုင်းနောက်ခံနေရှိခဲ့တယ်အခုမှဖြစ်ခဲ့တဲ့အခုမှကြုံလာပြီးအခုမှတိဆောက်ပြီးတော့ PDF လိုမျိုးအာ2021မှာမှာပေါ်လာတဲ့ AA မဟုတ်တလို့ KIA လည်းမဟုတ်ဘူးဒီတော့ ိုက်နေတဲ့ဟာတွေကိုတောက်တတဲ့အခါမှာသမိုင်းနောက်ခံကိုနည်းနည်းလေးပြန်လိုက်ဖို့လိုတယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲ့လိုမျိုးယူဆပြီးတော့ကျွန်တော်ကသူတို့တွေကသမိုင်း KIA ဆိုရင်အထောက်ကွာ60လောက်ကလေးဟောင်းပြန်ပြီးတော့ကြည့်ရတာပေါ့ဗျာ AA ဆိုရင်2018လို့ဘာလို့လောက်ထိပြန်ကောက်ဖို့လိုတာကိုအဲ့လိုမျိုးပြန်မကြည့်ပဲနဲ့အလောတကြီးနဲ့တော်လိုက်ရဲ့အတွက်တိုက်တဲ့ဆိုပြီးတော့ယူဆလို့မရဘူးလို့ကျွန်တော်တော့မြင်တယ်မဟုတ်လားသူတို့ KIA တို့ တော့ KNU တို့ဆိုတော့အခုမှပေါ်လာတာမဟုတ် KNPP တို့ဆိုတော့ကြားလာပြီဒီတော့သူတို့တွေကတိုက်တဲ့ပွဲတွေဟာအစီအစဉ်တွေရှိပြီပါကျွန်တော်တို့အဲ့လိုပဲယူဆတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့နောက်ခံအောင်မကြည့်ဘဲနဲ့သူတို့ဟာတော်လိုင်းအတွက်တိုက်နေတယ်ဆိုပြီးတော့သွားထင်လို့မရဘူးအရေးကြီးတယ်စဉ်းစားကြည့်ပါကြောက်ဖြူနဲ့ဗမောလက်ရှိမှာညော်လင်းလို့ရတဲ့တိုက်အားပေါ့ဒါခုလောက်လက်ရှိမှာတိုက်နေတဲ့အခြေအနေလို့တော့နောက်ဆုံးအခြေအနေရသိရတယ်ဒီတော့အဲ့ဒီတိုက်ပွဲတွေကပါမန်စစ်ပွဲတစ်ခုလို့ မြင်လားဘယ်လိုစစ်ပွဲလို့မြင်လဲကျွန်တော်ပြောချင်တာကဒီတိုက်ပွဲတွေကြောက်ဖြူနဲ့ဘမ္မောမှာတိုက်နေတိုက်ပွဲတွေဟာတာမန်စစ်ပွဲတစ်ခုလားဒါမှမဟုတ်တိုင်းရင်းသားတွေရဲ့သူတို့တမိုင်းအတိတ်ကနာကျင်မှုတွေသူတို့ရဲ့ခက်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 စူးစမ်းရတည်မှုတွေ2021ခေတ်သစ်တော်လာရေးမှာကြောပြန်ပြီးရင်ဆိုင်နေရတဲ့တမိုင်းဝင်တိုက်ပွဲတွေလားစဉ်းစားကြည့်ဖို့လိုမယ်ထင်တယ်။ဘာဖြစ်လို့လဲဆိုရင်အရင်ကနောက်ခံလဲဆိုရင်တော့နေရာတစ်ခုမှပြီးွားမှာပဲ။ ပြည်နယ်တစ်ခုမှာကိတ်ဆုံးမှာပဲဟုတ်လားဘယ်သူမှမဆိုတော့ကျွန်တော်ပြောတာကသူတို့တိဆောက်ခဲ့ရတာနေပေါင်းများစွာဒီတော့တခြားစဉ်းစားကြည့်ပါ2024လောက်မှာ2029မှာလည်းအဲ့လိုပဲ MNDA လို့ပြီးသွားသလိုတော်လိုက်အောင်မြင်မအောင်မြင်ဆိုတာကိုအခုတိုက်နေတဲ့နေရာမှာပြောင်းနေတယ်။ဘာဖြစ်လို့လဲ။တမိုင်းကိုလောကလေးလျူရှုပြီးဂယူးမဆိုင်ပဲနဲ့ဒီကနေ့တိုက်ပွဲတွေကိုထားလို့မရဘူး။ 1640ခုပင်လုံးခရအေရုရဲ့တိုင်းရင်းသားနဲ့ပတ်မှာပေါ့ဗျာနောက်63မှာကချင်အပြစ်ခတ်ရက်စဲရေးစတင်တဲ့ Cfire 1689မှာဒေါက်တာတကြောပြန်အပြစ်ခတ်ရက်စဲရေးလိုင်းပြန်စတဲ့ကချင်တို့2015မှာ NCA အဲအဲလိုကြတော့2019မှာအရှိတအားကောင်းပြီးတော့ဒီအချက်တွေကနေပြီးတော့ကြည့်မယ်ဆိုရင်ဒီကနေ့တိုက်ပွဲတွေရဲ့နောက်ခံသမိုင်းလို့ပြောလို့ရတယ် ခုမှဖြစ်လာတဲ့တပ်ဖွဲ့တွေနဲ့တော်လိုင်းရေးဆိုပြီးတော့ရောချလို့မရဘူးလို့ပြောချင်တာမဟုတ်လားသူတို့တိဆောက်လာခဲ့တာကနေ60ကရာအေဆိုရင်ဟိုမှာဆိုရင်15နှစ်16နှစ်အားလုံးရောပြီးရောကတော့ကောနဲ့တော်လိုင်းရေးလုံးနေတဲ့တိုက်နေတဲ့တရင်တွေမှာတော့ဒီနေ့ဘယ်နေရာပဲတိုက်တိုက်တိုက်နေတော်လိုင်းရေးပဲအဲ့ဒါတည်းမဟုတ်ဘူးပြောထပ်ပြီးတော့ကြည့်အောင်တော်လိုင်းအောင်နိုင်ချင်းမအောင်နိုင်ချင်း တမိုင်းနဲ့ထပ်ပြီးတော့အလွဲတွေမကြုတ်ဘူးဒီတင်ကန်းစားတွေတကြောပြန်အပြစ်ကရဆက်ရအမျိုးစုံပင်လုံးဒါတွေကတင်ကန်းစားတွေအခုမှတအောင်စကမစကမဆိုတာစကမရှင်ပြောတာဆွေးနွေးပွဲပြတ်သွားတယ်အဲ့ဒါကိုကြားလိုက်တဲ့အချိန်မှာတမိုင်းပြန်ပေါ်လာတယ်ပေါ့2009မှာဩဂုတ်လ10ရက်မှာကိုကန်းစစ်ပွဲလဲအဲ့လိုပဲ2009ကိုကန်းစစ်ပွဲအားလုံးသိပါတယ် MNDAA နဲ့စစ်တပ်ကြားသဘောတူညီမှုပြတ်ခဲ့တယ်စစ်ပွဲဖြစ်ခဲ့တယ်ပြီးတော့အခုအာ2015မှာတစ်ခါတိုက်တယ်2023 2024 ah, မှာကိုကန့်ရောက်သွားတယ်ပြီးသွားပြီသမော်ကြည့်လိုက် CIA တရုတ်နဲ့ဆက်နားမှာတိဆောက်ထားတာဖြစ်တယ်ကုတ်တွင်းပိတ်ဖြစ်တယ်တရားစာသားသားမရှိဘူးဆိုရင်တရုတ်ကိုမမီခိုဘဲနဲ့လောကရက်တိလို့မရဘူး AA တို့ကြောက်ဖြူ AA တို့တိုက်နေတော့ ချော့ပြီးတော့တိုက်နေတဲ့နီးလို့ပြောလို့လည်းရတယ်လို့ဖိအားပေးနေတဲ့အခြေအနေလို့ပြောလို့ရတယ်ဒီလိုလောက်တာဟာသူတို့အစီအစဉ်နဲ့သူတို့အောင်မြင်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဖက်ကကြတော့သူတို့အောင်မြင်မှုကိုကျွန်တော်တို့အောင်မြင်မှုဆိုပြီးတော့ထင်လို့ရတယ်ဒါပေမဲ့တိုင်းရင်းသားတွေအမြင်မှာတော့အခုချိန်ထိယုံကြည်စိတ်မရှိတဲ့ညီလာခံအတွေ့အကြုံဟာထက်ခတလဲလဲမြင်နေတဲ့ခံစားချက်ရှိတယ် တိုင်းရင်းသားတွေအမြင်မှာရှင်းရှင်းပြောရင်ဘာမှကိုတော်လာရုပ်အာယုံမဆိုင်ပဲနဲ့မတော်ဟာငါတို့ပြည်နယ်ငါတို့လူမျိုးအတွက်တိုက်နေတယ်ဆိုတဲ့သဘောမျိုးဥပမာပေါ့ရောက်ကြည့်မှုတွေဘာတစ်ခုမှမရခဲ့သေးတဲ့ပေလောကနောက်ခံညီလာခံအတွေ့အကြုံတွေကတော့ထက်ခါတလဲလဲမြင်နေရတယ်ဘာလို့ဆိုရင်အခုချိန်ထိဖြည့်ချင်းချင်းတောင်းပန်ချင်းဘာမှမရှိဘူးလေသူတို့အတွက်တိုင်းရင်းသားတွေအတွက်နိုင်ငံရေးဆိုတာစကားပြောခံမဟုတ်ဘူးကိုကိုကိုကာကွယ်ဖို့ဆိုတဲ့ အခြေအနေမျိုးဖြစ်သွားတယ်ဟုတ်လားတော်လာရေးတွေပါရေးမဆိုင်သေးဘူးကိုကိုကိုကောက်ွယ်ဖို့လူနေစုလေဒါအရေးကြီးတယ်နော်စဉ်းစားချက်ပြောတာမားနေလားခေစာစဉ်းစားကြည့် KIA ကဘမော်တိုက်တယ်အခုတရုတ်နဲ့ဇန်နာမှာတီဆောက်ထားတယ်ကြောက်ဖြူ AA တို့ကအချော့ပြီးတိုက်တယ်စစ်တွေကိုအဝိုင်းဝိုင်းပတ်ပိတ်ဆို့ထားတယ်စစ်တွေမှာလည်းကလတာရှိတယ်ဆိုပေမဲ့အိန္ဒိယနဲ့လည်းပိုချိုခါရစာတို့ပြသနာတယ်အာ ဟိုနာကျင်မှုတွေရှိတယ်ပေါ့ဗျာဒါကတော့နိုင်ငံကြီးတွေရုံမာတာဒီတော့အေတို့ကဖိအားပေးတိုက်ခိုက်တယ်အုပ်ချုပ်ရေးလွှမ်းမိုးတယ်ဒါကတော့သူတို့ဒေတာအတွက်သူတို့လုပ်တာဆိုလိုချင်တာကဒါကိုတော်လိုက်အောင်မြင်တယ်ဆိုပြီးတော့ရောချလို့ရချင်လဲရမယ်လို့ပြောလို့ရတယ်ဒါပေမဲ့တိုင်းရင်းသားတွေရဲ့အမြင်မှာအခုချိန်ထိယုံကြည်စိတ်မရသေးဘူးမရှိသေးဘူးဟာလေညီလာခံအတွေ့အကြုံဒါကြီးပဲပြပြမြင်နေတာဆိုးတယ်လေဖြည့်ရှင်းလို့လည်းအချက်လို့ပြောလို့ရတယ်ဒီတော့ သူတို့ကျွန်တော်တို့အတွက်နိုင်ငံရေးဆိုတာသကားပြောခံမဟုတ်ဘူးတိုင်းသားတွေအတွက်ဆိုရင်ပေါ့ဗျာကိုကိုကိုကောက်ွယ်ဖို့ဖြစ်သွားတယ်နောက်တစ်ခုကထောက်ကွာ၄၀ခွန်ပင်လုံးမှာဗမာတိုင်းရင်းသားတမိုင်းအတူတူနော်အနာဂတ်ကိုရှောက်ဖို့အခွင့်အရေးရှိခဲ့တယ်မရခဲ့ဘူးရှိခဲ့တယ်နော်မရခဲ့ဘူးအကြောင်းမျိုးမျိုးကြတော့မပြောတော့ပါဘူးတော့63မှာကချင်စီဖိုင်ယာစတင်တယ်နော်ကချင်တပ်ကထောက်ကွာ63မှာပထမဦးဆုံးအကြိမ်အပစ်ခတ်ရက်ဆဲတယ် တော်တော်လေးစောတဲ့အပြစ်ခတ်ရဆဲရေးနန်းကြောင်တစ်ခုဘာဖြစ်လို့ဆိုရင်သူတို့ရဲ့လူနန်းစုလည်းဖြစ်လို့တိစားရမယ့်အခြေအနေတွေအခြေယူတိစားရမယ့်ဟာတွေရှိလို့ဒါပေမဲ့ချိုးဖောက်ခံရပြီပြတိုက်ခံရတာပဲပြီးတော့စစ်တပ်နဲ့တိုင်းရင်သားကြားထဲမှာယုံကြည်မှုလောက်ဝမရှိတဲ့အခြေအနေစတင်ခဲ့တာပဲထောက်ကွာ89မှာတခါပြန်ပြီးတော့အပြစ်ခတ်ရဆဲရေးလိုင်းပြန်ဖြစ်တဲ့အဲဒီမှာဆိုရင် MNDAA UWSA NDAA တို့ပါပါတယ် စစ်တပ်ပါလောက်တယ်တပိုင်းအန်ခွန်ကွာခွဲခြားပြီးတော့ညှိပြီးတော့ခွဲခြားပြီးအာဆက်ဆံခဲ့တယ်2015 NCA တိုင်းသားတွေမပါချင်တော့ဘူးမပါချင်တော့ဘူးဒါပေမဲ့ပါခဲ့တယ်အခုထိညှိနိုင်မှုမအောင်မြင်ခဲ့ဘူးဒီတော့တိုင်းသားတွေအမြင်မှာလက်ရှိအခြေအနေမှာ survival logic ူတို့ဒေတာသူတို့ပြည်နယ်သူတို့လူမျိုးရှင်တန်ရေးအတွေးခေါ်တခုဟာအဓိကပဲဟုတ်လားသူတို့ဒေတာသူတို့ပြည်နယ်သူတို့လူမျိုးရှင်တန်ရေးအဓိကဦးစားပေးနေတယ်လောက်ရမှာပဲဟုတ်လားဒါသူတို့ခန့်စားချက်လေပြောလို့ကျွန်တော်တို့ဘက်ကဘာသွားပြောလို့ရလို့လဲအဲ့ဒါကိုရောချနေလို့မရဘူးလက်တွေ့ကြကြမြင်အောင်ကြည့်ဖို့ပြောတာသူတို့လူမျိုးသူတို့ပြည်နယ်ရှင်တန်ရေး တိုင်းသားအမည်စေရေးမှာကဥပမာ KIA ထောက်ကွာ67အပြစ်ခတ်ရစရေးပြစ်ပြီးတော့လည်းထောက်ကွာ64အထိစစ်တပ်ကိုတိုက်ခဲ့တယ်ဟိုတိုက်သူတိုက်လုံးနေကြတယ်စစ်တပ်မအောင်မြင်ခဲ့တဲ့တမိုင်းလည်းအများကြီးပဲ MDAA 2009မှာကိုကအဲ့ဒါလည်းပဲရှင်တန်ရေးမဟာဗျူဟာအတွက်တိုက်ခဲ့တာပဲဘာလို့ဆိုရင် BGM လုတ်ခိုင်းတယ် BGM မလုတ်တော့အတွက်ကြောင့်တိုက်ရတာပဲ AA 2019မှာအချိန်ဟုတ်ကောင်းတဲ့ ပေါ်ထွက်လာတဲ့ခြေတည်တိဆောက်လာတော့2009မှာအဲ့တော့ရခိုင်မှာစီလုံးမှုတွေနဲ့နော်ပြည်ပြင်းနဲ့အာစိတ်အခြေစားစခန်းတွေနော်ဒီ alpha alpha beta ဘာညာပေါ့ဗျာတော်လိုင်းရင်အစုတရပေါ်လာတယ်ခိုင်ခိုင်မာမာပေါ်ထွက်လာတယ်ဆိုလိုချင်တာကတိုင်းသားတပ်တွေကကိုပိုင် area စိတ်အင်အားကိုအမြဲထိတ်သိမ်းထားပြီးတော့တော်လိုင်းရင်နဲ့ကိုင်းကြီးအောင်ချိန်ကြီးနေတဲ့အခြေအနေလို့ပြောလို့ရတယ်ဒါဆေးရစ်ဖက်က ငါတို့ဟာနေပြည်တော်တွေဥစားပြီးလာတိုက်ပေးမယ်။ဒါနဲ့မဆိုင်ဘူး။သူတို့ဟာသူတို့သူတို့ data area နဲ့နမိတ်သူတို့ရဲ့စိတ်အင်အားအမြဲထိန်းထားပြီးတော့တော်လာရေးနဲ့လည်းကိုင်းကြီးအောင်ချိန်ညှိနေတဲ့အခြေအနေမျိုးဖြစ်နေတယ်။ကိုအိုးကိုအရင်ဖြစ်တဲ့သဘောလက်တွေ့ကြကြအခြေအနေကိုမြင်အောင်ပြောတာ။တချို့ကရောချနေတာဟောကိုကန်းတိုက်လဲတော်လာရေးကချင်တိုက်လဲတော်လာရေးဟုတ်ပါတယ်နော် အခြေအနေတခုအခွင့်အရေးတခုကောင်းတဲ့အချိန်မှာတိုက်တယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်တော့သူတို့ရှင်းတန်ရေးအဓိကဖြစ်တယ်လေနောက်တစ်ခုကပထဝီနိုင်ငံရေးဟာကျွန်တော်နိုင်ငံမှာမဖြစ်မနေထက်သွင်းစဉ်းစားရမယ်လို့ကျွန်တော်အရင်နေ့တွေမှာပြောတယ်တရုတ်အဓိကပဲလက်ရှိတိုက်နေတဲ့ AA KIA TIA MNDA တရုတ်နဲ့တစ်ဖက်မှာမကင်းဘူးဒီတော့1989ခရက်ကနော်ဘာကပအပြက် ဒီအရေးတော့ပုံ88အပီတိုင်းတာတက်တွေကိုတရုတ်စဉ်းစားတာကဘက်ဖာဆုံသူတို့ရဲ့ဂျာခန်ဒေတာလေးတွေအဖြစ်တနည်းပြအဖြစ်ပြန်ကြည့်မယ်ဆိုရင်ထိစပ်နဲ့မြေဒီငယ်ရေးနဲ့အမျိုးသားလှုပ်ချုပ်ရေးဆိုတဲ့ကန်တော့အိန္ဒိယကတခါထပ်ပြီးတော့ AA တို့အရှိဟိုကောင်းလာတော့လထာအာဆက်ပေါ်မှလာမသိဘူး operation ဒီတစ်ခုလုပ်သေးတယ်ပုံချုပ်ခန့်ရဆိုအကွက်မျိုးတစ်ခါလုပ်သေးတယ် အဲ့တော့တော့မရဘူးအေးတို့ဘယ်လောက်ထိခိုင်မှာလဲဆိုတော့ဘုတို့ခိုင်ရစွာတို့လောက်ကြံတဲ့ဥစ္စာကအိန္ဒိယရဲ့စီမံချက်အိန္ဒိယကအေးအတက်လာတဲ့အချိန်မှာစီးပွားရေးအရဒီကလတန် project ပေါ့ဗျာနော်ပြီးအရှိမျောဝါဒလမ်းကြောင်းတွေဖောက်တာပြီးစစ်တွေစိတ်ကန်းကလတန် project လှုပ်ချုပ်ရေးအတွက်အဓိက link ချိန်ပြီးတော့သူထက်စဉ်းစားနေတယ်ပြီးတော့တိုင်းရင်းသားတွေရဲ့ခံစားချက်ဟာနော်သူတို့ဖက်ကြည့်မယ်ဆိုရင်မိမိတို့အမြဲတမ်းနိုင်ငံတကာရဲ့ အာဂျုံလိုမျိုးနေတဲ့နော်အနေခံနေရတဲ့အကွက်ထဲမှာအတုံးတော့ခံနေရတယ်လို့သူတို့ကထင်မှာပဲပြီးတော့သူတို့ရဲ့လုံနိုင်ဆောင်သူတို့ချင်းချိတ်ပြီးတော့ကစားမှာပဲတိုင်းရင်းသားတွေရဲ့မြင်ကွင်းဟာတိုင်းရင်းသားဆိုတာကအလောဟာနေဇတ်တေတာမှာနေတာနေဇတ်တေတာမှာ ရှိတာဖြစ်တယ်ဒီတော့ဘေးချစ်ကနိုင်ငံတွေရဲ့လွမ်းမှုမှုနဲ့ပတ်သက်မှုတွေဟာရှိကိုရှိတယ်ပြီးတော့အဲ့လိုမျိုး ဘေကျကန်နိုင်ငံတွေကလည်းနိုင်ငံကြီးတွေပဲဖြစ်နေတော့တတိထားကစားမဲ့အခြေအနေတွေရှိတယ်။မဟုတ်လား။ဒေါ်လာရေးအတွက်မကွေးလာတိုင်းအနာဝအေအေဝင်တက်သွားပြီလို့လုံးမလဲ။အဲ့တဘောပြောချင်တာ။ဒါအလွယ်ပြောတာ။သိချစဉ်းစားပါ။အခုဆိုရင်မြောက်ဖက် TIAA KIA ထားလိုက် KIA ရဗမော်ဖက်ကိုဒါတိုက်နေတယ်ပေါ့ဗျာ။ဗမော်ကဒါ KIA ထိချုံနိုင်ပြီဆိုရင်တရုတ်နဲ့ဘာကိန်းလုံးနိုင်တဲ့အင်အားတစ်ခုဖြစ်လာလိမ့်မယ်။ အရေးကြီးတဲ့ထပ်ပါဝင်ပေါက်ဖြစ်နေတယ်ပမောကအခုလိုအခြေအနေတိုင်းသားတွေကခုနပြောခဲ့တာကသူတို့ရဲ့နိုင်ငံတကာကနော်အင်အားကြီးနိုင်ငံတွေကအများနဲ့သူတို့ကစားနေတယ်ရုပ်ထုတစ်ခုလိုအသုံးခံနေရတယ်ဆိုတာသူတို့ကနားလဲတယ်ရှောင်လို့ရလားဆိုဘယ်ရှောင်လို့ရမလဲထိဆက်နဲ့မြေပေါ်တာလိုင်းမှာထိုင်နေတာဒီတော့ဘာဆက်ဖြစ်မလဲဆိုတာသူတို့စဉ်းစားမယ်ခုနပြောသလို KIA ကလည်းပမောရအောင်ထိတယ်နော်ပြီးရင်ဗီတိုလီနီနီပဲမြို့ကျနေပြီဒါပေမဲ့ထိချုံနိုင်ပြီဆိုတာနဲ့ မြေကြီးနားနဲ့ကန့်နေတော့ရသလာဖြစ်သွားပြီးတော့တရုတ်နဲ့ဘာဂိတ်လုံးနိုင်တဲ့အင်အားတစ်ခုဖြစ်လာလိမ့်မယ်အဲ့လိုပဲအနောက်ဘက်မှာအေးအေးကြောက်ဖြူကိုထိတ်ချုံနိုင်ရင်သူတို့ရဲ့နှစ်ထဆက်ခွန်မှာအချိန်ဟုန်မြင့်တက်လာတဲ့နောက်ပိုင်းမှာလွတ်လပ်ရေးအတွက်ဖောင်ဒေးရှင်းတစ်ခုအနေနဲ့တည်ရှိသွားလိမ့်မယ်အောင်မြင်မှုတစ်ဆင့်ပေါ့ဗျာမတ်တိုက်တစ်ခုရောက်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ခုနပြောခဲ့တဲ့တိုင်းရင်းသားတွေရဲ့အရှိတန်ရေး survival နော်တော်လာရေးပဲဆိုဆိုအောင်နိုင်ရေးပဲဆိုဆိုမဟာပြူဟာအဲ့ဒီရှင်တန်ရေးနဲ့ဒီဘက်ကအောင်နိုင်ရေးဟာအတူတူမချိတ်ဆက်ပဲနေရင်တမိုင်းရောလိုမျိုးအလက်ပြောင်းနေအလွဲတွေနဲ့ထပ်ပြီးတော့ကြုံမှမြင်နေရတာပဲအလုံးတိပီတာပဲဒီဘက်က PIA ရဲ့ရှင်တန်ရေး AA ရဲ့ survivor နော်အဲကြောင့်မို့ကြောက်ဖြူဟိုဝင်တိုးနေတယ်ပေါ့ PIA ရဲ့ဗမော်တိုးနေတယ်ဒါပေမဲ့ဒီဘက်ကတော်နိုင်ရေးစိတ်အောင်နိုင်ရေးအဲ့ဒီမဟာပြူဟာနဲ့ပြန်မချိတ်ဆက်ဘူးဆိုရင် အတူတူ မလောက်ဘူးဆိုရင်တမိုင်းအလိုမျိုး အကွက်တွေထပ်ပြီးတော့ကြုံလိုက်မယ်ဟုတ်တယ်မတဖွဲ့တဲ့လောက်တော့တဖွဲ့တဲ့လောက်ရင်တဖွဲ့တဲ့ပြန်လာလိမ့်မယ်ပြီးတော့သူတို့လောက်နေတာဟာတိုးပြီးဟေးဆိုရင်ချိတ်ဆက်ပြီးတိုးမှပဲရလိမ့်မယ်မဟုတ်မလွယ်ဘူးဆက်စွန်းမဟုတ်ရင်ဒီနေရာမှာပဲပြီးရမယ့်အခြေအနေဖြစ်သွားပြီနောက်တစ်ခုက တော်လိုင်းဘက်ကနေတော်လိုင်းရေးဆိုတာကသူတို့ကလည်းအခြေကားဝင်တိုက်တာဆိုတော့တော်လိုင်းရေးပဲလေအေအေတို့တိုက်သွားတဲ့ရှမ်းမြောက်တိုက်သွားတဆယ်နှစ်ဆက်ကွန်ဆိုတာလည်းတော်လိုင်းရေးကလာမှာအာအခြေကားကောင်းယူပြီးတော့တိုက်သွားတယ်တော်လိုင်းရေးအင်အားစုတွေကိုလည်းနော်ကိုင်းကျော်မီကျော်ကိုင်းမီနဲ့တိုက်တယ် PDF ပေါ့ဒါတခုတော်လိုင်းရေးရဲ့မဟာဗျူဟာပြန်ကြည့်၄၀ခေါက်ပင်လို့ရဲ့အမောင်းကိုတော်လိုင်းရေးဟာမဖြစ်မနေတင်ကားစာယူဖို့လိုတယ်ဘာဖြစ်လို့လဲအဲ့ဒီကားနေစတဲ့အခြေအနေဟာ အခုချိန်ဒီယုံကြည်မှုမရှိတဲ့အတွက်ကြောင့်အားလုံးပါဝင်တဲ့ trust building ယုံကြည်မှုကိုတည်ဆောက်ခြင်းကပဲအောင်မြင်နိုင်လိမ့်မယ်တခြားနည်းတော့မတွေ့ဘူးအဓိကတော့ UNG ပဲဆိုဆိုဗမာအင်အားစုတွေဟာ AO တွေအတွက်2015 NCA လို့အမားတွေထပ်ပြီးမလုံမိဖို့အရေးကြီးတယ်နော်တော်လိုက်ဖက်ကလည်းအဲ့လိုမျိုးအကွက်နဲ့သွားလှုပ်လို့ရှိရင်တော့သွားပြီဆိုလိုချင်တာက survival ရှင်တန်ရေးတော်လိုက်ရဲ့ strategy เนาะနှစ်ခုပေါင်းပြီးတော့လမ်းဆုံးမှာရက်နေတဲ့အခြေအနေလက်ရှိအခြေအနေကအဲ့တော့အဲ့ဒီဟာနှစ်ခုကပေါင်းဖို့ပေါင်းမှသာပဲအောင်မြင်မှာမပေါင်းရင်ဘာမှလုပ်လို့မရဘူးအဲ့တော့အဲ့ဒီဒီဘက်ကတိုင်းသားတွေရဲ့ရှင်းတာရေးနေတော်လိုက်ရေးမဟာပြူအောင်ချိတ်ဆက်ဖို့ဘယ်လိုလုပ်နေကြလဲတော့မသိဘူးဒါတစ်ချက်အရေးကြီးဆုံးပဲပြန်ပြီးတော့ချုပ်ရမယ်တော်လိုက်ရေးအောင်မြင်ဖို့အဲ့ဒီတမိုင်းနောက်ခံတွေကိုလောကလေးလူရှုထားလို့မရဘူးမေ့ထားလို့မရဘူး ်နော်နောက်တစ်ခုကလည်းစီဖိုင်ယာအောင်မြင်မှုမရှိတဲ့တမိုင်းတွေကိုတိုင်းရဲသားတွေရောတော်လိုင်းအင်အားစုတွေရောပြန်ပြီးမကြုတ်ဘူးလက်ရှိစစ်ပွဲတွေကိုအမှန်တကယ်အဆုံးသတ်ဖို့လိုတယ်ဒီတော့ကျွန်တော်မေးမယ်တော်လိုင်းအောင်မြင်ဖို့အတွက်အရေးကြီးဆုံးတမိုင်းသင်ကားစာကဘယ်ကလာလဲဘယ်အချိန်ကဟာလဲ၄၀ကွန်ပင်လောက်လား67ကချင်စီဖိုင်ယာလား89 စီဖိုင်ယာဝစ်နော်တလိုင်းလား2015 NCA လားဒါမှမဟုတ် AA တို့ရဲ့2018မှာအရှိန်ဟုတ်မြင်လာတဲ့ကာလလားဘယ်ဟာနဲ့ညှိမှလဲအဲ့တော့ comment မှာကျွန်တော်တို့ဆွေးနွေးပေးပါဦးကျွန်တော်လည်းမသိဘူးဘယ်ကာလကိုဘယ်သူအတွက်ဝင်ပြီးတော့ချိတ်ဆက်ရမလဲကျွန်တော်လည်းမသိဘူးအဲ့ဒီနောက်ခံနေမှာပါပဲနဲ့တော့မရဘူးလို့ပဲမြင်တယ်ဟုတ်လားတိုင်းရင်းသားတွေရဲ့ရှင်တန်ရေးနဲ့တော်လန်ရေးအောင်မြင်ရေးဘယ်ဟာကို ဦးစားပေးတဲ့တလဲဆိုတာကိုမေးတာဖြည့်ကြည့်ပါကျွန်တော်လည်းမသိဘူးနောက်ထပ်တွက်ချက်ရမယ့်အချက်လက်တွေကြံပေးတာကိုနော်သူတို့ရဲ့စံသားတွေပေါ့ဒါကြတော့သူတို့ရဲ့စံသားဖြစ်သွားပြီလုံးလုံးစိတ်တွေလုံးနိုင်စွမ်းတွေနော်အာဖီအားတွေအများကြီးရှိသေးတာကိုပင်လုံသွားမလားပင်လုံသွားမယ်ဆိုရင်လည်း KIA နဲ့တော့ပင်လုံနဲ့ဟုတ်ပါတယ် KIA ယူတော့ထားလိုက်ဦးဒီတခြား AA တို့ပါလို့ကြတော့2018မှာရှယ်ယုံမြင့်လာတဲ့အခြေအနေတွေအပြောင်းအလဲတွေကိုကြည့်မှာပေါ့ ရှင်းရှင်းတော့ရေသူတို့ရဲ့နောက်ခံစံတော့ကိုအရင်ဖော်ထုတ်ပြီးမှချိတ်ဆက်တင်တယ်လို့ထင်တယ်။ဘာလို့ဆိုရင်သူတို့ရဲ့နောက်ခံစံတော့အမှန်ကန်ဟာသူတို့ရဲ့ရှင်တန်ရေးသူတို့ရဲ့အာယတိရေးသူတို့ဒေတာတင်ရေးဖွင့်ဖြိုးရေးအဲ့ဒါတွေနဲ့ထပ်ပြီးစဉ်းစားတဲ့မူလဤမှန်းချက်ဖြစ်တယ်လေ။